မြန်မာနိုင်ငံမှာကြောင်းမတက်ရမဲအသက်ဆွန်နေရတဲ့ကလေးတငယ်တွေကြောင့်နိုင်ငံတကာသိအောင်ထုတ်ပြောပေးခဲ့တဲ့ခီစာခင်ပရိသတ်များရှင်ခီစာခင်ကလက်ရှိမှာမြန်မာနိုင်ငံကိုစားပြုလှမယ်တယောက်အနေနဲ့ Miss World 2025ပြိုင်ပွဲမှာဝင်ရောက်ရှင်ပြိုင်နေတာဖြစ်ပါတယ်။ Miss World 2025ပြိုင်ပွဲကအိန္ဒိယနိုင်ငံမှာကျင်းပနေတာဖြစ်ပြီးနိုင်ငံတကာအလှမယ်ပေါင်း80ကျော်ဝင်းကျင်ဝင်ရောက်ရှင်ပြိုင်နေတာပါ။ခီစာခင်က Miss World 2025ကိုသွားမပြိုင်ခင်တုန်းကမလုံနိုင်တဲ့ရောက်အရေးကဲရီနဲ့ပရိသတ်တွေကိုအားမလိုအားမရဖြစ်စေခဲ့ပါတယ်။အရေးချင်းမရှိတဲ့ပုံစံတွေကြောင့်ရှေ့မှာရှင်ပြိုင်ခဲ့တဲ့တဲစုငိမ့်လို့ထူးအပ်လင်အတွက်တပတ်ကောင်းဖြစ်ပါမလားလို့စိုးရိမ်ပူပန်စရာကောင်းလွန်နေခဲ့ပါတယ်။ဒါပေမဲ့ Miss World 2025ပြိုင်ပွဲမှာရှင်ပြိုင်လာတာစိတ်ရဝန်းကျင်ရှိလာတာနဲ့အမျှခီစာခင်ရဲ့အရှိတွေးတွေကအား လုံးအထင်သားမြင်တွေ့ခဲ့ရပါတယ်။ခီစာကင်ကအရေးချင်းရှိတဲ့အလှမင်းတယောက်ဆိုတာကိုအဖက်ဖက်ကနေချပြခဲ့တာပါ။ဒီကနေ့မှ Miss World ပြိုင်ပွဲရဲ့အရေးကြီးဆုံး round တစ်ခုကိုရှင်းပြခဲ့ပါတယ်။အဲ့ဒါကတော့ speech round ဖြစ်က project ကိုအသေးစိတ်တင်ပြရတာပါ။ဒီလိုနေမျိုးဆိုရင်နိုင်ငံအသီးသီးကအလှမေရိကသူတို့နိုင်ငံရဲ့အလို့အဆုံးယာရီတင်ပြကြသလိုဘဝအခက်အခဲဆုံးအချိန်ကနေအားတင်းနေထိုင်ရကြောင်းတွေကိုအကြောင်းအရာမျိုးစုံနဲ့တင်ပြရှင်းပြကြရတာပါ။ဒီ round ကိုနေ့စဉ်ပြန်ခဲ့တဲ့မြန်မာအလှမေရိကအကောင်းဆုံးမရှင်းပြနိုင်ခဲ့ကြပါဘူး။ project လည်းမကောင်းသလိုထိရောက်စွာမပြောနိုင်တာကြောင့်မှဒါပေမဲ့ဒီနှစ်မှာခီစာခင်ကမြန်မာနိုင်ငံကိုစားပြုနေတဲ့အကောင်းဆုံးချပြပြောဆိုနိုင်ခဲ့တာဖြစ်ပါတယ်။ခီစာခင်ကနိုင်ငံတကာကကြီးရှုနေတဲ့စင်မြင့်ထက်မှာမြန်မာနိုင်ငံကတနာစရာကောင်းတဲ့ကလေးသင်ငယ်တွေအကြောင်းကိုထုတ်ဖော်ပြောဆိုခဲ့ပါတယ်။မြန်မာနိုင်ငံမှာငလင်ပေးဖြစ်ခဲ့ကကလေးငယ်များကြီးအသက်ဆုံးရှုံးခဲ့ရပါတယ်။မူကြိုရွယ်ကလေးငယ်တွေဆိုလည်းအသက်ရှင်လာတဲ့ကွယ်လွန်နာတွေကိုမသိနိုင်တဲ့အခိုက်အတန့်မှတင်ကွယ်လွန်သွားခြင်းကိုရင်ဆိုင်လိုက်ရပါတယ်။ဒီအကြောင်းမျိုးကိုခီစာခင်ကခြားပြခဲ့တာပါ။ ဒါအပြင်ငလင်တခုလည်းကြောင့်မဟုတ်ပဲပြည်ရင်းရင်းတွေကြောင့်ကလင်းငယ်ရင်းကကြောင်းတက်နေစဉ်အသက်ပြေးလိုက်ရတဲ့ပုံမှာအရန်ကိုထိခိုက်စရာကောင်းကြောင်းကိုနိုင်ငံတကာသိအောင်ထုတ်ပြောလာခဲ့တာဖြစ်ပါတယ်။သူတို့လေးတွေကွယ်လွန်ရတော့မယ်ဆိုတာကိုဘလို့လို့ကြိုတွေးမိမှလည်းရှင်ဆိုတဲ့ခီစာခင်ရဲ့ဇာကားကနားထောင်ရတဲ့သူတိုင်းအတွက်တော့တိတ်ကိုဝမ်းနေဖို့ကောင်းခဲ့ပါတယ်။ဒါအပြင်ခီစာခင်ကကြောင်းတက်ခွင့်မရှိတော့ပဲကလင်းငယ်တွေအတွက်ပန်းကလေးများပွင့်တော့မြီဖူးတံဝင်းလို့ချီဆိုတဲ့ကြောင်းတက်အရွယ်ကလေးတိုင်းကိုကြောင်းတက်ချိန်မှာကြိုးစုံနေခဲ့တဲ့ကြပြားလေးဖတ်ပြခဲ့ပါတယ်။ ယ်။ဒါအပြင်ငါတို့တွေအားလုံးအခက်ခဲကြကနေရှင်သန်နိုင်ကြတယ်ဆိုတဲ့အကြောင်းကိုအင်္ဂလိပ်ကဗျာလေးဆိုပြကသူမရဲ့တင်ဆက်မှုကိုညီကုံချုပ်ခဲ့ပါတယ်။ခီစာကင်ကမြန်မာနိုင်ငံကလေးအကြောင်းနဲ့ကလေးငယ်တွေအကြောင်းကိုထိရောက်ဆုံးနေရင်တင်းစွန့်င့်ပွင့်ရာတင်ဆက်နိုင်ခဲ့ပါတယ်။ခီစာကင်ကအသက်18နှစ်ပဲရှိပါသေးတယ်။ဒီချက်ကိုပဲကောင်းကောင်းသုံးချပြီးကျမကမြန်မာနိုင်ငံကိုစားအလီနဲ့လာရောက်ခဲ့တာမဟုတ်ပါဘူး။အသက်မပြည့်သေးတဲ့သူတွေကလေးငယ်တွေအတွက်ကိုစားပြုကလာပြီးခဲ့တာပါဆိုပြီးအမှတ်ပြရနိုင်မဲ့စကားလုံးတွေကိုရွေးချယ်နိုင်ခဲ့ပါ တယ်။ငလင်ပင်းနဲ့ကလေးတငယ်ရီအကြောင်းကို Miss World 2025မှာတင်ဆက်ပေးနေတဲ့ခီစာခင်ပေါ့။ပရိသတ်တို့အနေနဲ့အားရကျေနပ်လားဆိုတာပြောပြပေးခဲ့ပါအောင်။အဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးများတင်ပါတယ်ရှင်။